ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်တော့စကလုံးလေးလုံးလေးလာမှာပေါ့เนาะ ဂျူးကြီးရဲ့ခင်းမှုရဲ့ဇိုင်းဆက်ကြီးရဲ့ရှူးလို့ရဆိုပြီးတော့လေးဟုလေးလာမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးစကားလုံးဖြစ်တဲ့ဂျူးကြီးပေါ့နော်။ဂျူးကြီးဆိုတဲ့စကားလုံးကကြတော့အဲ့ဒီစကားလုံးလေးအားလုံးကအလုံးလုံးကန်ဆောင်ရွက်နေရဆိုတဲ့ပုံစံမျိုးတွေမှာတုံတာပေါ့နော်။အဲ့တော့ပထမဆုံးစကားလုံးဖြစ်တဲ့ဂျူးကြီးဆိုတဲ့အတိတ်ကကြတော့တဆူစာဝရုပေါ့နော်။တခုခုမှာပါဝင်ပြီးတော့လုံကန်ဆောင်ရွက်နေရများသောအားဖြင့်သူကဆင်းနေစုစုဆိုတဲ့ပုံစံမျိုးတခုခုကိုအာယုံဆိုင်ပြီးအဲ့ဒီပုံမှာရှူးရှူးရှိတဲ့ ဂျူဆိုတဲ့အထိပ်ပဲအယုံဆက်ပြီးလုပ်နေရဒါပေမဲ့သူ့ကိုဘယ်နေရာမှာတုံးတာများလဲဆိုတော့ဆဲမွန်းပေါ့နော်ဟိုမှာအထူးပြုနေပေဒီမှာတုံးတာများရဲ့သူတေသနာပြုတာတို့တခုခုကိုအလုံးတခုကိုလုပ်နေတာမျိုးဆဲမွန်းတက်ခိနာရှိကောတော့ဆဆွေမဲဆိုလို့တိုကိစခိုင်းမဆိုတဲ့အထိပ်ပဲမျိုးပေါ့နော်အဲ့တော့ ဝကြလေးနဲ့တွဲပြီးလေ့လာမယ်ဆိုရင်ခေါ်ဤခုနှစ်ဂျူးကြီးရှိတဲ့ဤသို့ဆိုလို့ရှိရင်ဒီစာပေနဲ့ပဲပညာရေးနဲ့ပဲမှာသူကပါဝင်လောက်ကဆောင်ရွက်နေတယ်ဆိုရင်အတိပယ်မျိုးနောက်ပြီးရင်ဤလျောခါစတိုနီဂျူးကြီးရှိတဲ့ဤသို့ဆိုရင်နေပယ်ဒီအများကြီးရှိရတဲ့အမှာဒီအထူးပြုစေဝါဘတ်မှာသူကပါဝင်လောက်ကဆောင်ရွက်နေတယ်သူတည်တနာပြုနေတယ်အဲ့လိုပုံစံမျိုးတွေနဲ့အသုံးပြုတာများတယ်ပေါ့နော်အဲ့တော့ နံပါတ်1ကိုလေ့လာကြည့်ပါမယ်။နံပါတ်1ကခင်းမှု။ခင်းမှုဆိုတာလောက်ကန်ဆောင်ရွက်နေတယ်။စုတိုမဲတဲ့ဟာတာကုကုတို့အဲ့ဒီနေရာမှာတာဝန်ထမ်းရွက်အလုပ်လုပ်ကိုင်နေရဆိုတဲ့အတိတ်ပဲအများသောအားဖြင့်ခိုင်းရှားကုမ္ပဏီတွေဆိုရှိကီအဖွဲ့အစည်းတွေမှာအလုပ်လုပ်ကိုင်နေရဆိုတဲ့ပုံစံမှာသုံးနေအများသောအားဖြင့်ခင်းမှုစာခီတို့ခင်းမှုစာခီဆိုအလုပ်လုပ်နေတဲ့နေရာကိုပြောတာပေါ့နော်။ခင်းမှုကြီးကံအလုပ်လုပ်နေတဲ့အချိန်ကိုပြောတာပေါ့နော်။အဲ့တော့ရှော့ခုပါအလုပ်ငန်းဝင်ပေါ့လုပ်ငန်းဝင်နဲ့ပတ်သက်တဲ့နေရာတွေမှာဖော်ညွှန်းနေ နယ်ဥပမာငွက်ချလေးနဲ့ကြည့်မယ်ဆိုရင်ဂင်ကိုနိခင်မှုရှိတဲ့ဤတို့ဘာမာသူကအလုံလုံနေတယ်လို့ပြောတာပေါ့နော်အဲ့တော့ခင်မှုကြီးကောင်ကခုကြီးကတာဂျူးရှိစီချီမာတဲ့တဲ့အလုံအချိန်က9နာရီနဲ့9နာရီအထိဖြစ်တယ်အဲ့လိုပုံစံမျိုးနဲ့အလုံလုံကိုင်းနေရဆိုတဲ့ ipentiki ပေါ့နော်ရေဘူးရအထွေထွေနိချီချိုတိခိဒီနေ့စဉ်သုံးစကလုံးနေမှာအသုံးပြုလာများတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဇိုင်းစက်ကိဇိုင်းစက်ကိဇိုင်းစက်ကိဆိုတဲ့သဘောက ရှိတာပေါ့နော်ဒါပေမဲ့ဘလို့ရှိတာလဲဆိုတော့တနေရာမှာစရင်ပေးထားတာတိုးလို့ခုမှတ်ပုံတင်ထားရဲဆိုတဲ့အတိတ်ပဲမျိုးမှတ်တမ်းဝင်နေတာပေါ့အဲ့ဒီနေရာမှာအဲ့လိုပုံစံမျိုးအာရုဒန်တိုင်းအဖွဲ့အစည်းတစ်ခုခီကန်အဲဒီအဖွဲ့တွေကခိုးပြေထာနာရီပြီးတော့ဂါခိုးចောင်းနေပေါ့အဲ့လိုမျိုးနေရာမှာ သူကဒီဆဲကီကိုအိုးရတဲ့ဤသူပေါ့နော်အစင်း list မှတ်ပုံတင် ထားရဲဆိုတဲ့အတိပ္ပံမျိုးနဲ့အသုံးပြုရဲပေါ့နော်။ညာသောအဖြစ်ကဂက္ကစီအကြောင်းသားတွေရှိုင်းဝန်ထမ်းတွေ member အဖွဲ့စည်းပါဝင်နေတဲ့ member တွေပေါ့။အဲ့ဒီလိုနေပုံစံမျိုးမှာအသုံးပြုရဲ။အဲဆိုရင်ဝက်ချလေးနဲ့တွဲလေ့လာကြည့်မယ်ဆိုရင် gan sign ဟုတ်ကဲ့ဒါကခုနိဇိုင်းဆက်ကြီးရှိတဲ့ဤသူဆိုလို့ရှိရင်အခုဆိုလို့ရှိရင်တော့ယခုမှဆိုလို့ရှိရင်ဒိုဂျိုတက်ကတူမှငါကចောင်းသားအနေနဲ့ရှိနေဆိုတဲ့အသေးပဲမျိုးနဲ့အတုံးဖြူထားပါတော့ ကျောင်းသားနေလာဆရာတွေကတခုခုအဲ့မှာတော့တရှိနေရဆိုရင်အထိပ္ပယ်မျိုးနဲ့တုံတာပေါ့နော်အဲ့တော့ထိုးရှားနေကစံပြခိုးမယ်တော့ရှာရင်ကအစာရေးရှိရှိတယ်ဤသူငါတို့ကုမ္ပဏီမှာဆိုလို့ရှိရင်ဝန်ထမ်းစုစုပေါင်းအယောက်300လောက်ရှိတယ်ဆိုရင်အထိပ္ပယ်မျိုးနဲ့အသုံးပြုတာပေါ့နော်အဲ့တော့ဒီနောက်ဆုံးတစ်လုံးဖြစ်တဲ့ရှူလို့ရှူလို့ပေါ့နော်ရှူလို့ဆိုတာကကြတော့သူကအာဂျစ်ဆိုင်နေ ဟာတာရီတဲရှုမျိုးကိုဘယ်လိုကိုတို့ပေါ့နော်အဲ့တော့တကယ်ကိုလက်တွေ့အလုံးလောက်ကင်နေပြီးတော့အလုံးအလုံးသမားတွေနဲ့ပတ်သက်တဲ့ပုံစံမျိုးမှာအတုံးပြူတယ်အလုံးလောက်ကင်နေဝင်ငွေရရှိတယ်အလုံးအကိုင်ဆိုတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့သူ့ကိုဘယ်နေရာမှာအတုံးပြူတာများလဲဆိုတော့ holy to ဥပဒေနဲ့ဆိုင်တဲ့စကားလုံးတွေတို့နောက်ကဂျောစီနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အဲစကားလုံးတွေနိုင်ငံရေးကနိုင်ငံကပေါ့နော်ဒီအလုံးသမား ဒီနေပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုဘယ်လိုသတ်မှတ်တယ်ဗာညာဆိုလို့ရှိရင်ရှူးလို့ဆိုတဲ့စကားလုံးနဲ့အသုံးပြုတာများတယ်ပေါ့နော်အဲ့ဒီလိုမျိုးလိုးတို့ခန့်ခေအလုံသမားဆိုင်ရာပတ်သက်ဆက်နွယ်မှုစကားလုံးတွေမှာအသုံးပြုတာများတယ်ပေါ့နော်အဲ့တော့ဝါကြအနေနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်ဂိုင်းကိုကူချင်းတော့ရှူးလို့ကျော်ကာဆူရုဂိုင်းကိုကူချင်းတော့ရှူးလို့ကျော်ကာဆူရုအဲ့တော့နိုင်ငံခြားသားတွေအလုံလောက်ဂိုင်းဖို့အတွက်တာဝန် ပြောမယ်ဆိုရင်ခေါခဆိုတာကြောင့်ခွင့်ပြုချက်ကိုချပေးတယ်အဲ့တော့ဒီခွင့်ပြုချက်ချပေးရဆိုအဖွဲ့အစည်းတစ်ခုကိုဌာနတစ်ခုကိုကြောစီတခီပေါ့နော်ဒီအစိုးရကနေပြီးတော့ချတာအဲ့လိုပုံစံမျိုးအစိုးရ holy စဥပဒေနဲ့သက်ဆိုင်တဲ့စကားလုံးအဲ့လိုပုံစံမျိုးမှာရှူးလို့အသုံးပြုတယ်ပြောခင်းတော့တမဲရှူလို့ကခွန်နန္ဒဆိုလို့ရှိရင်သူကတကယ်ကိုလက်တွေ့အလုံးလုံးနေတဲ့ရှူလို့လုပ်ငန်းကိုဝင်နေပတ်သက်ပြီးတော့ ုံထားပါဗောနော်ယောဂရတဲ့အတွက်ကြောင့်မို့လို့အလုံးလုံးကင်ချင်းကတော်တော်လေးကိုခက်ခဲသွားတယ်အလုံးလုံးပြီးဝင်မွေရမယ့်ကိစ္စအဲ့ဒါကတော်တော်လေးခက်ခဲသွားတယ်အဲ့လိုပုံစံမျိုးနဲ့အသုံးဖြူတဲ့နေရာလေးမှာသုံးနေပါဗောနော်အဲ့ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ပါမယ်